နော်ကျွန်တော်ခုပြောမယ်ကြားရတော့ Sheila system မှာပါတဲ့ coding တာဘယ်လိုလုပ်လုပ်ကြလဲဆိုတာကိုဒီနေ့အချမ်းပြင်းပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံး coding တာအောင်ကြည့်မယ်ဆိုတာဆို coding တာဝါ1ဒါ coding တာဝါ2တခါတလေရှားလို့ရှင် coding တာဝါတစ်လုံးနဲ့ Sheila တစ်လုံးနဲ့1 to 1လဲတာမျိုးရှိတယ်လို့တခါရှားလို့ရှင် coding တာဝါ3လေးလုံးဆက်ပြီးမှ Sheila ရဲ့ capacity ကြီးကြီးတယ်လို့တွဲပြီးလည်တာမျိုးရှိပါတယ် အခုကျွန်တော်ကကိုလင်းတာဝါနှလုံးကိုရှင်းပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလင်းတာဝါရဲ့တွဲလေတဲ့အခါမှာဘယ်လို linking balancing path တွေထားတယ်လဲဆိုတော့သိစေချင်လို့ပါနော်အားကြောင့်မလို့ကျွန်တော်ကိုလင်းတာဝါနှလုံးနမူနာဘယ်လိုလုပ်ရလဲဆိုရှင်းပြမှာဖြစ်ပါတယ်ဒါကတော့ကိုလင်းတာဝါပါဒီကိုလင်းတဝါဒီပထမဆုံးဝင်တဲ့ပိုက်အနီရောင်နဲ့ကျွန်တော်ခြေပေးထားပါတယ်ဝင်တဲ့ပိုက်ကဘယ်ကလာသလဲဆိုရင်ခြေလာနဲ့လာပါတယ်ခြေလာဆိုတာ air consistent အကြီးစားကြီးပါ calling capacity 900နဲ့အထက်ရှိတယ်ခြေလာကြီးတယ်ဆိုလို့ရှိရင် water cool ခြေလာကိုသုံးရပါတယ် water cool ဆိုတာကပူသွားတဲ့ condenser site က heat ကို cooling tower ရဲ့အခုလုံးနဲ့ reject လုပ်တာဖြစ်ပါတယ်အဖြစ်လို့အဲ့တော့ခြေလာဆိုတာကြီးလဲလိုက်တဲ့အခါခြေလာထဲမှာ gas တွေနဲ့လဲတာဖြစ်ပါတယ် refrigerant gas နဲ့လဲပြီးလဲခြေလာတဲ့အခါမှာဒီ evaporator coil ကအေးမယ်ဒီ condenser coil ကပူမယ် ဤဘဘွေတာ ग्वा ယံဤတဲ့ဤတဲ့ထဲကိုရေတွေဖြတ်စီပြီးတော့အဲ့ဒီရေတွေကိုစာဝင်းမှာရှိတဲ့ AHUFCU တွေရှိရအောင်ပို့တယ်စကရစ်လုပ်ပြီးတော့ cool water တွေကိုချေ water တွေကိုအခန်းထဲကိုလေမှုတ်သွင်းခြင်းအပြင် air supply လုပ်တယ်အဲ့ဒီလိုပဲ condenser ग्वा ယံရလည်းပူပါတယ်သူကလည်း heat reject လုပ်ရပါတယ်ဒါကြောင့်မလို့အဲ့ဒီပူတဲ့ condenser ग्वा ယံကိုပိုက်ဖြတ်စီလိုက်တယ်အဲ့ရေတွေကပူပါတယ် ရေတဲ့ပူသွားတယ်ပိုက်ဖြတ်စဖို့တပါကိုသုံးတာလေကွန်ဒန်ဆာဝါတာပန့်ကိုသုံးတယ်ရေတဲ့ပူသွားတယ်ပူတဲ့ရေတဲ့ဘလောက်ထိပူလဲဆိုလို့ရှိရင် outside temperature ပေါ်မူတည်ပြီးတော့မှ35 to 40 degree centigrade လောက်ထိပူပါတယ်အဲ့ပါဝင်ချင်အဲ့ပူတဲ့ရေတဲ့ပဲကိုသွားတယ်ဒီပိုက်အန်ဒီလိုင်းနဲ့ cooling tower ရဲ့အမိုးပေါ်မှာရှိတဲ့ top basin ကိုခေါ်တယ် cooling tower မှာရေထည့်လို့ရတဲ့ basin တွေရှိပါတယ်အဲ့ top basin နဲ့ဝင်သွားပြီးတော့ဝင်သွားတာဖြစ်ပါတယ် top business နဲ့ဝင်သွားပြီးတော့မှ cooling tower ထဲမှာ cooling tower ရဲ့ site တွေမှာ fin ဆိုတဲ့ elimination ရားလေးရှိပါတယ်ဒါမျိုးလေးပေါ့အနက်ကလေးနော် fin ဆိုတာအဲ့ဒီ fin ရဲ့အပေါ်မှာဆိုရင် top business ဆိုတာဒါမျိုးပြောတာပါဟုတ်တယ်ပါ byte ဝင်လာတဲ့ business ပြောပါတယ်ဒါကလည်းအဲ့ top business နဲ့ဝင်သွားတယ်ဝင်သွားတဲ့အခါမှာအဲ့ top business ကရည်စရာပဲဟိုသွားလဲဆိုရင်ဒီ B မှာရှိတဲ့ fin ကို cooling tower ပဲညာပဲဆက်မှာကျ fin fin ဆိုတဲ့အထဲကိုမိုးရွာတယ် ွာချလိုက်ဖင်ရန်နဲ့အလူမီနီလုပ်ကိုဘိုးဆက်တွေနော်အလုံးလိုက်ရေအလုံးလိုက်မတော်ရင်ဘိုးရတယ်မှာချလိုက်ပါတယ်အဲ့ဒီချိန်မှာအပေါ်ဆုံးမှာကိုရီတာဝဲအပေါ်ဆုံးမှာရှိတဲ့ဖန်ကလည်းလဲတဲ့တော့ကြမလို့လီဒီယာဘီယန်နေဝင်နေအပေါ်ကိုမောက်ထုတ်တယ်လီဒီယာဘီယန်နေဝင်နေအပေါ်ကိုမောက်ထုတ်တယ်အဲ့တော့ဘီယန်နေဝင်ပြီးအပေါ်ကိုမောက်ထုတ်တဲ့အတွက်ကြောင့်မလို့ဒီရေဒီယာအပေါ်ကနေအောက်ကိုကြာတယ်လီယာအောက်ကနေအပေါ်ကိုသွားတယ်ဒါကြောင့်မလို့ opposite direction ဖြစ်ပြီးတော့ condense လုပ်တဲ့เนาะ heat remove လုပ်တဲ့เนาะပို့ပြီးတော့ကောင်းပါတယ် okay အဲ့ဒီနည်းနဲ့ CW water နဲ့မှာ condenser water နဲ့မှာပါလာတဲ့အပူတွေကိုဒီလို condense လုပ်ခြင်းအဖြစ်အဲ့ရေတွေကဘယ်လိုရောက်လဲဆိုရင် basin bottom basin လို့ခေါ်တဲ့အောက်ခြေ water can တွေရောက်လာပါတယ်ဘယ်လောက်လောက်နဲ့ရောက်လာလဲဆိုလို့ရှိရင်29 to 35 degree centigrade လောက်ပြန်ရေးသွားပါတယ်။ Okay. 35 to 40 degree centigrade ရှိတဲ့ရေတွေက ကိုလီတာဝါနီကွန်ဒန်းစ်လုပ်ပြီးတဲ့အချိန်မှာ29 to 35 degree centigrade လောက်အေးသွားပါတယ်အဲ့ဒီအေးတာတွေကိုဘယ်လိုပြန်ဖို့လဲခြေလာတွေကိုပြန်ဖို့ပါတယ်ဒါကြောင့်မလို့ CWR လို့ခေါ်ပါတယ် condenser water return ခြေလာကိုပြန်သွားတာပါဒါကတော့ CWS condenser water supply cooling tower သွားတာဖြစ်ပါဒီမှာဆိုလို့ရှိရင်ကိုလီတာဝါဝင်တဲ့ supply line တစ်လိုင်းရှိတယ် ဝင်တဲ့နေရာတွေမှာသူဂိတ်ဘားတွေမော်တော်ရစ်ဘားတွေခံထားတယ်အဲ့ဒီလိုပဲပြန်ထွက်တယ်ပြန်ထွက်ကအပြာလိုင်းကနေပြန်ထွက်ပါတယ်ဒါလည်းဂိတ်ဘားတွေမော်တော်ရစ်ဘားတွေရှိပါတယ်ပြီးလို့ရှိရင်ဘယ်ကိုပြန်လာလဲခြီလာတဲ့ကိုပြန်လာအဲ့ဒီလိုနဲ့ water circle လုပ်ပြီးတော့ခြီလာကော်နာသာအပူတွေပြောမှဆိုအဲ့ကော်နာသာအပူဆိုတာကစာအုပ်တွေက remove လုပ်လိုက်တဲ့အပူတွေကို outside ကို reject လုပ်တာဒီဖြစ်ပါတယ်ခရီးအဲ့တော့ကိုရင်းတာဝါကအဲ့လိုလုံးလုပ်တဲ့ဆိုလို့ရှိရင် နောက်ထပ်9000တောင်မှာဘာဘာတွေရှိသလဲဘာပိုက်တွေရှိသလဲကြည့်အောင်ပါအနည်းနဲ့ပြပြောပြီးဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ပြောချင်တဲ့ပိုက်ကတော့ဒီကဘွားရောင်ပိုက်လေးပါဒါကတော့ဒီ cooling tower နဲ့ဒီ cooling tower နဲ့ကိုဆက်ဆက်ထားတာဖြစ်ပါတယ် balancing pipe ခေါ်ပါတယ် balancing pipe ဆိုတာဒီဘက် cooling tower operation heater အနေသွားတာမျိုးဖြစ်အောင်ဒီဘက် cooling tower ထိမ့်ပေးထားပါတယ်ဒီဘက် cooling tower heater အနေသွားတယ်ဒီဘက် cooling tower နဲ့ထိမ့်ပေးထားပါတယ် heater အနေပြီးတော့ air lock ဖြစ်မှာဆိုပါဒါကြောင့်မလို့ ဲ့နှစ်ခုကိုဆက်သွယ်ထားတဲ့ဘက်ချောင်းရှိပါတယ်အဲ့ဒါကို balancing pipe လို့ခေါ်မှာ servicing လုပ်တဲ့အခါမှာဒီလုံးချင်းစီခွဲလို့လို့ရအောင် balancing pipe တွေမှာလည်းကျွန်တော်တို့ကဂိတ်ပါးတွေရှိသလို motorized pipe လို့ရှိပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က condenser water supply pipe condenser water return pipe balancing pipe ဒီပါးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ပြောချင်တဲ့ pipe တစ်ခုကတော့ဒီခရမ်းရောင်ကိုကျွန်တော်လုပ်အဲ့ဒါ drain pipe ပါ drain pipe ဆိုတာကတော့ operation လုပ်တဲ့အချိန်မှာပိတ်ထားပါတယ် service လုပ်တဲ့ခါကျရင်တည်းက စာပစင်စေးမိသားရေစိုးရေညစ်တွေကိုထုတ်လို့ရအောင်လို့ drain အောင်လို့ရအောင် drain pipe ရှိပါတယ်။နောက်တစ်ခုကတော့အစိမ်းအောင်ရှိတဲ့ဒါကတော့ PU pipe ပါ။ top up water ပါ။ top up water ဆိုတာက cooling tower လဲတဲ့အချိန်မှာ cooling tower တည်ရေအပြင် condense လောက်ကလေနဲ့တက်လာပြီး condense လောက်ကဖြစ်တဲ့ atmosphere ကိုဒါ open circuit လို့ခေါ်ပါတယ်အဲ့ဒီလိုရတဲ့အခါမှာရေကိုရေမျိုးတွေရေတွေဆုံးရှုံးမှုတွေရှိပါတယ်အဲ့ဒီဆုံးရှုံးမှုရှိတဲ့အခါဒါပြန်ပြီးတော့ automatically top up လုပ်ရအောင်ကျွန်တော်တို့က top up water ကိုဘားလေးတစ်ခုနဲ့ flow ပေါ်နဲ့ခံထားခြင်းဖြစ်ပါတယ်โอเคဒီရေတွေကဒီလီလေးတတတာများပြီးတော့မှရေ water level နိုင်တော့လို့ဆိုလို့ရှိရင်ဒီ flow ball တွေကနိုင်ကြလားမနိုင်ကြလို့ရှိရင်ဒီမှာရှိတဲ့ဘားလေးက automatic ရေကိုဖွင့်ပေးလိုက်မယ် ရေးပြည့်တဲ့အခါမှာ flow ဘောအပေါ်ကိုပြန်တက်လာရလို့ရှိရင်ဒီဘားလေးကို automatic ပိတ်ပေးတာဖြစ်သွားအဲ့ဒီနည်းနဲ့ automatically ဖြစ်တဲ့ pipe ကို top up water pipe လို့ခေါ်ပါတယ်အစဉ်ကူမှာဆိုလို့ရှိရင်တော့ PUB လို့ခေါ်တယ် public utility board ကလာတဲ့ရင်းတော့မဟုတ်တခါချက်ချင်း new water လို့ခေါ်တယ်အစဉ်ကူမှာပြန်ပြီးတော့တန့်စင်ပြီးပြန်သုံးတာရှိပါတယ် new water လာတဲ့အချိန်ဆိုလည်းဒီ top up က new water ဝင်လာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အစားအသောက်ဘယ်အနေနဲ့ဝင်လဲဆိုတော့ကိုယ့်ဘက်ကိုသိဖို့ပဲလုပ်ပါတယ်ဒီဒါဆိုလို့ရှိရင် ဒီဗီဒီယိုလေးကိုကြည့်လိုက်ချင်တယ်ကိုလင်းတာဝါကဘလို့အကြမ်းမြင်လို့လုပ်တယ်ကိုလင်းတာဝါမှာဘာပါလဲဆိုတော့ကျွန်တော်တို့သိသွားတော့ဖြစ်ခဲ့ပါတယ်ဒီနောက်မှကျွန်တော်ကိုလင်းတာဝါ service ဘလို့လုပ်လဲဆိုရဲဗီဒီယိုလေးကိုဆက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုလင်းတာဝါရဲ့အကြမ်းမြင်အလုပ်လုပ်ပုံကိုသဘောပေါက်သွားတယ်ဆိုလို့ရှိရင် ကျွန်တော်ဗီဒီယို like and share လုပ်ပေးပါ see you next video bye bye